မင်္ဂလာပါရှင်ခုခောက်လေးမမိုးလေးဒီမမိုးသုံးလက်စဖြစ်နေတဲ့ရခိုင်ရွာကောင်းလျှော်ကြီးလေးကြောင့်အသေးစိတ်လေးပြောပြချင်လို့ပါရှင်ဒီရခိုင်ရွာကောင်းလျှော်ကြီးကလေဒီမမိုးတို့ဒီရခိုင်ရွာအုံတုံရွက်ကိုအခြေခံပြီးထုတ်ထားတယ်ပေါ့နော်900မယ်ပါတယ်သူက900မယ်ပါတယ်ပါပြီးလို့ရှင်သူ့မှာလေးပါတဲ့ပစ္စည်းလေးတွေကဒီအုံတုံရွက်ဒီထော်လပတ်ရွက်အောင်မဲညူတမာရွက်စိတ်မှန်ရွက်စွတ်သွန်းနီကမွန်းသီးပေါ့နော်ဒီလာလေးတွေ အဆုံးပါမယ်။ဒါလေးတွေကိုသူက formula ကောင်းကောင်းလေးနဲ့လုပ်ထားပေးတယ်။နောက်ပြီး expire date ကလည်းကောင်းတယ်။ဒီမှတ်ပုံနဲ့အမှတ်ဒီလည်းသူကကြာပြီးသားပေါ့နော်။နောက်တစ်ချက်ကဒီအာနိသင်အကျိုးအာနိသင်ကမမိုးကဘာကြောင့်ဒီဘူးလေးကိုပြန်ရအောင်ဆုံးဖြတ်လိုက်တာလဲဆိုတော့ဒီအကျိုးအာနိသင်နဲ့မှသူ့မှာပါတယ်လေ။သပင်ကျွတ်တာတယ်တက်တာတယ်ဆန္ဒပစ္စည်းတာဥည်ပြရရန်နာတွေသပင်ပါမယ်။ပေါက်ထားမယ်။သပင်နှစ်ခွပေါ့နော်။အဲ့ဒါလေးလေအဲ့ဒါလေးတွေကမမိုးအခု၄၅၆ခါလောက်တော့ရှိသွားပြီ။သုံးလိုက်တဲ့အချိန်မှာသပင်ကျွတ်တာတော်တော်လေးတက်တာတယ်။နောက်ပြီးတော့ကြတော့သပင်ပါတာလေးတွေက လေးထူထူလေးဖြစ်လာတယ်လို့လည်းဖြစ်တယ်ပေါ့နော်။လျှော်လိုက်တဲ့အခါမှာလည်းတစ်ချိန်လောက်လျှော်လိုက်တာနဲ့အမြုပ်အများကြီးထွက်ပြီးတခါတည်းခေါင်းကိုတန်ရှင်းသွားတယ်လို့မျိုးခံစားရစီတယ်ပေါ့နော်။ဒါကြောင့်မမမကဒီဟာလေးကိုတော့ဟိုပြန်ပြီးတော့ရောင်းအောင်မယ်ဆိုပြီးတော့မမဆုံးဖြတ်လိုက်တာပေါ့နော်။ဒီကိုယ့်ရဲ့မိတ်ဆွေတွေဒီကိုယ့်ရဲ့ကစ္စမာတွေကိုပြန်ရောင်းဖို့။ဘာဖြစ်လို့လဲဆိုတော့မမအနေနဲ့ဒါမျိုးလေးတွေကိုတော့ရောင်းလို့ရောင်းစားမရှိဘူး။ကိုကိုတိုင်းသုံးကြည့်လိုက်တဲ့အချိန်မှာအရန်ကောင်းလို့လေ။နောက်ပြီးကိုကိုတိုင်းသုံးထားတဲ့ပစ္စည်းဆိုတော့လေမမလည်းဒါကိုကောင်းကောင်းရောင်းရဲတယ်ပေါ့နော်။အဲအဲ့ဒါကြောင့်ဒါလေးကိုရောင်းဖို့မမကဆုံးဖြတ်လိုက်တာ။နောက်ပြီးဈေးနှုန်းပေါ့။900မယ်ပါတယ်။နောက်ပြီးဈေးနှုန်းကကြတော့1000 ဈေးနှုန်းတောင်းတထောင်တော့ပဲပက်ကေ့ချင်းလေးလည်းတော်တော်လေးကိုလာတယ်ပက်ကေ့ချင်းလေးကလည်းတော်တော်လေး အယောင်လေးရလေလေဟိုជីជីလေးနဲ့လေအယောင်လေးလေးတော်တော်လေးလေးလှတယ်ပေါ့နော်ဒီစပြားကြီးရဲ့အယောင်လေးတွေဟိုအယောင်လေးတွေဟိုဟိုရွေးတတ်တဲ့လူတွေပေါ့နော်အယောင်လေးတွေရွေးချယ်ပြီးမှသုံးတတ်တဲ့လူတွေတော့ကတော့အယောင်လေးရလေအရန်ကိုကောင်းတယ်နောက်တစ်ချက်ကအနံ့လေးပေါ့အနံ့ကတော့မမိုးတို့လိုမျိုးဒီ cosmetic တွေတော့မှအနံ့ပါတာမကြိုက်တဲ့လူတွေအတွက်ကကြတော့ဒီဥစ္စာလေးကဘလို့ပဲဖြစ်နေနေတော်တော်လူကိုသင်းသင်းပြက်ပြက်အနံ့လေးပေါ့နော်ဒီ short တဲ့အချိန်မှာတော့အရန်ကိုမွေးပြန်းပြီးတော့အရန်လေးကိုကောင်းတယ် fresh ဖြစ်တဲ့အနံ့လေးကဒါပေမဲ့မမိုးတို့ short ပြီးသွားတဲ့အခါမှာတော့သူကခေါင်းထဲမှာအနံ့ကိုဆွဲကြံနေတာတို့အဲခေါင်း short ပြီးတဲ့အနံ့ပေါ့ ော့ခေါင်းလျှော်ရေးပြီးဆွဲကြံပြီးတော့လေအဲ့လိုမျိုးအနံ့မျိုးတွေတော့သူကမရဘူးတော်တော်လေးကိုကောင်းတယ်မမလို့ shopee speed ဆိုလို့ရှိရင် dryer တွေပါတွေလည်းသုံးစရာမလိုစက်တွေပါတွေဆွဲစရာမလိုပဲနဲ့သပင်းလေးကထူထူအီအီဝူဝဲလေးပေါ့နော်အဲ့လိုမျိုးပြောင်ပြောင်လေးအဲ့လိုမျိုးလေးဖြစ်နေတာအဲ့ကြောင့်မမကဒါလေးကိုရောင်းပေးချင်တာဒါလေးက900မယ်ကိုတောင်းတထောင်ဆိုတော့တော်တော်လေးကိုလက်တန်းနေပြီသုံးရတာလေတကယ်ကြီးကိုကောင်းလို့လေဟိုပုံမှန်ဆိုရင်တော့မမအဲ့လိုမျိုးတွေပြောလို့ပြောတာကိုကိုတိုင်ကောင်းတာဆိုတော့အရန်ကောင်းလို့ကိုသုံးစီချင်တာတိလားတကယ်ကြီးကိုကောင်းတာအဲ့ဒါအကြောင်းမမကဟိုခီးတွေပါတွေသွားမယ်ဆိုလို့ရှိရင်လေမမကကျတော့ဘု ူးခွန်လေးတွေပါလေးတွေစုထားတဲ့အကျင်လေးတွေရှိတော့ဘူးခွန်လေးကိုစုထားတယ်စုထားပြီးလို့ရှင်ဘူးခွန်လေးတွေရေးစိတ်ပြီးတင်ထားတယ်တင်ထားပြီးကန်ကြမှာဘူးခွန်လေးတိတိလေးတွေကမှမမွတ်ထည့်ပြီးယူသွားလိုက်တယ်ပေါ့နော်အဲအဲ့ဒါဘူးခွန်လေးတွေမှာထည့်ပြပြီးတော့ကြာဒီဥစ္စာဘယ်လိုလေးထည့်တာလဲမမွတ်တစ်ချက်ပြပေးမယ်နော်ဒါကြောင့်အဲ့ဒါလေးကိုမမွတ်စီမှာမှာလို့ရပါတယ်ဇေနုံလေးကတောင်းတထောင်ပါရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်မောင်နော်ဘူးခွန်လေးတခုပေါ့နော်အဲ့ဒါမမိုးစုထားတယ်ဘူးခွန်လေးအဲ့ဘူးခွန်လေးတခုတွေမှာမမိုးကခီးသွားရင်တော့ဒီလိုလေးပဲထည့်ပြီးတော့ယူသွားလိုက်တယ်ရှင်။နည်းလေးပဲထည့်လိုက်တာပေါ့နော် င်အယောင်လေးကတော့ဒီလိုအယောင်လေးပါမမိုးတော့မမိုးရဲ့စေထားပြီးသားဘုခင်လေးနဲ့အဲ့လိုလေးပဲထည့်သွားလိုက်ပါတယ်ခီးသွားရင်